မော်လိုက်တလိုင်းအင်အားစုဖော်ဆောင်ခဲ့တဲ့တိုင်ငယ်စစ်စင်ရေးတွင်စစ်တုံးပန်းများနဲ့လက်နက်ခဲယမ်းများရရှိခဲ့တဲ့တဲ့တိုင်ငယ်စစ်စင်ရေးအမည်နဲ့ဖော်ဆောင်ခဲ့တဲ့နလတာတိုက်ပွဲတွင်အောင်မြင်မှုတွေရရှိခဲ့တယ်လို့မော်လိုက် Revolution ကမနေ့ကမနေ့ပိုင်းမှာထုတ်ပြန်ထားပါတယ်ပြီးခဲ့တဲ့ဩဂုတ်လနဲ့စက်တင်ဘာလတွေမှာဖော်ဆောင်ခဲ့တဲ့တိုင်ငယ်စစ်စင်ရေးမှာစစ်တပ်ဘက်ကလက်နက်ခဲယက်တဲ့အတူအလင်းဝင်လာတဲ့ပြည်သူစစ်ပတ်သက်စအဖွဲ့ဝင်များနဲ့အတင်းအကျပ်စစ်မှုထမ်းခဲ့ရတဲ့ပြည်သူစစ်မှုတန်းပတ်စများကိုဂွန်ပြုစုငွေချင်းမြင့်ပေးခဲ့တယ်လို့ Mall Revolution ကထုတ်ပြန်ထားပါတယ်။ ဒေသခံကကွယ်ရေးဘော်တို့ကလေရင်ကျုံနေပြစ်တာပေါ့တံပြန်ထိုးစစ်စင်နာတွေလောက်လာတာတွေရှိတယ်စစ်သုံးဘက်အရေးအတွက်တိတိကျကျတော့မသိဘူးလို့ပြောပါတယ်ဒီတိုင်းရဲ့စစ်စင်ရေးမှာဒေသခံပြည်သူတွေတင်းရှောင်ခဲ့ရသေးတယ်လို့ရင်းကကွယ်ရေးဘော်ကဆိုပါတယ်မော်လိုက်ရီဗော်လူရှင်းတာဝန်ရှိသူတို့ကရွာကလူတွေတော့ရှောင်နေကြတယ်လုံခြုံတဲ့နေရာတွေပို့ပြီးတော့နေဖို့စားဖို့တွေကိုကျွန်တော်တို့တည်ရင်တပ်ဖွဲ့တွေကထောက်ပံ့ကူညီပေးထားပါတယ်ပြလို့ပြောပါတယ် အဂုလစံကားရက်နေမှာထောက်သားရွာစခန်းကုန်းမှာပြူစောတိမိသားစုဝင်တွေပြူစောတိတပ်ဖွဲ့ဝင်တွေနဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေကိုဖမ်းဆီးရမိခဲ့တယ်လို့ Mollai Revolution တာဝန်ရှိသူကဆက်ပြောပါတယ်။တလိုင်းတပ်ဖွဲ့တွေကထောက်သားရွာပြူစောတိစခန်း၊အောက်စည်းခုံရွာစခန်း၊ညဝင်းရွာပြူစောတိဂိတ်စခန်း၊နောင်ပင်းရွာစခန်းကုန်း၊နဘင်းရွာစခန်းကုန်းနဲ့တောင်အင်းရွာစစ်တပ်စခန်းတို့ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။စစ်တပ်ဘက်ကဒုံးတွေနဲ့ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားပြည်သူနေအိမ်တွေကထိခိုက်ပျက်စီးခဲ့ရပါတယ်။ လက်ရှိအချိန်မှာစစ်တပ်ကမော်လိုက်မြို့ပေါ်နဲ့ကင်းတက်ကျေးရွာအုပ်စုစစ်နန်းကျေးရွာအုပ်စုတွန်းပင်ကျေးရွာတို့မှာတပ်ဆွဲထားပါတယ်။ဒီတိုက်ခိုက်မှုတွေကိုမော်လိုက်ခရိုင်တရင်တဲမော်လိုက်ခရိုင်တရင်နှင်းမော်လိုက်ခရိုင်တရင်သုံးမော်လိုက်ခရိုင်တရင်လေးမော်လိုက်ဖောင်းပြင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖပြည်သူ့လုံခြုံရေးတပ်ဖွဲ့ပလဖခရိုင်ကုတ်ကဲရေးရုံတိုက်ခိုက်ရေးအဖွဲ့တို့မှဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။